မင်္ဂလာပါအခေအစပွန်ရဲ့ပရီးမီးယားလိပွဲစဉ်ကိုအတွက်ပေါ်ချိုတုံးသက်အစည်းအဝေးပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ခေအဟိုစကောင်းခံနိုင်ဖြစ်ပါတယ်မင်္ဂလာပါကျွန်တော်တို့မြန်မာလေစဉ်ကစားသမားဟောင်းတန်ထောင်ဖြစ်ပါတယ်အခုဒီတစ်ခေါက်ပရီးမီးယားလိပွဲစဉ်ကိုတနင်္ဂနွေနေ့စူပါဆန်နေမှာကစားမဲ့ပွဲစဉ်တွေကဒါကျွန်တော်ပွဲကောင်းတစ်ပွဲကိုရွေးချယ်ပေးတာပဲပွဲစဉ်တွေများဖြစ်မယ်ဆိုလို့ပြ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 အောင်ပြ ဟုတ်ကဲ့ပါကိုဒီပွဲစဉ်တော့ပရီးမီးယားလိပွဲစဉ်ကိုစူပါဆန်ဒီရဲ့အကောင်းဆုံးပွဲစဉ်တွေထဲကတပွဲဖြစ်တဲ့အာဆင်နယ်အသင်းနဲ့ခရစ်စတယ်ပဲလိအသင်းရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ခင်ဗျာလက်ရှိဒါအာဆင်နယ်အသင်းကတော့ဒါကျွန်တော်တို့ရလကောင်းနေစတက်ရရှိနေတာဖြစ်ပြီးတော့ဒါ၈ပွဲကစားပြီးတဲ့အချိန်မှာ၆ပွဲနိုင်တပွဲသေးရတပွဲရှုံးရလနဲ့အဆင့်၁နေရာမှာရက်တည်နေရဲဆိုတော့ဒါနောက်ဆုံးပွဲစဉ်ဒါကျွန်တော်ပရီးမီးယားလိ၃ပွဲစတက်ကိုလည်းအနိုင်ရရှိထားခဲ့တာဖြစ်တယ်ဗျာဆိုတော့တစ်ခါကခရစ်စတယ်ပဲလိအသင်းကတော့ဒါ၈ပွဲကစားပြီးတဲ့အချိန်မှာ၃ပွဲနိုင်၄ပွဲသေးရတပွဲရှုံးရလကိုထွက်ပေါ်ထားခဲ့တာဖြစ်ပြီးတော့ဒါနောက်ဆုံးပွဲစဉ်တွေမှာလည်းဒါကျွန်တော်၂ပွဲစတက်အနိုင်မရရှိခဲ့ဘူးပေါ့နော်ဆိုတော့ဒီ နေထားတဲ့ဒါကျွန်တော်အဆင့်ရှင်းနေရာ Crystal Palace လက်ရှိဒါကျွန်တော်ပုံစံကောင်းနေပြတ်တာနေတဲ့ Arsenal အသင်းတို့ရဲ့ထိတိုက်တွေ့ဆုံမှုမှာ Arsenal အသင်းရဲ့ Emery Gwen မှာတော့ Crystal Palace အသင်းအနေနဲ့အနေနဲ့ရုန်းကန်သွားရဖို့ရရှိပြီးတော့ဒီနေ့အသင်းရဲ့ရှေ့ရပွဲစဉ်တွေရလဒ်တွေနဲ့တူပဲစလိုက်ကြအောင်ဗျာမင်္ဂလာပါအခေယာမီဒီယာရဲ့ပုံမှန်တင်ဆက်ပေးနေကြအကြောင်းအရာတွေကိုအခေယာ .com.mm ဆိုတဲ့ website ကနေတစင်ဝင်ရောက်ဖတ်ရှုနိုင်ကြတာအားလုံးလည်းသိကြလိမ့်မယ်လို့ထင်ပါတယ် local domain ဖြစ်တဲ့အပြင် VPN မလိုပဲဝင်ရောက်ကြည့်ရှုနိုင်ပြီး ချိန်နဲ့တပြင်းညီပြင်ဆက်ပေးနေရလို့ဖြစ်ပါတယ်။ဝင်ရောက်ရမှာလဲခက်ခဲရှုပ်ထွေးမှုတွေမပါဝင်တဲ့ပေါ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 ့ဝင်ရောက်နိုင်ကြလို့အခေယာတော်ကုန်တော့ MM ကိုအခုပဲဝင်ရောက်ဖက်ရှုကြဖို့အတွက်ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ။ ုတ်ကဲ့ပါကိုင်ဒီနေ့တင်းရဲ့ရှေ့ရပွဲစဉ်တွေရတဲ့တွေကိုပြန်ကြည့်ရမယ်ဆိုလက်ရှိအင်ရှင်အာဆင်နယ်တင်းကတော့လက်ရှိပရီးမီးယားလိမှာပေါ့ဖောင်အကောင်းဆုံးအသင်းဖြစ်နေတယ်အသင်းကြီးရဲ့ကြားထဲမှာဆိုလည်းတခြားအသင်းတွေအနေငယ်လေးချီချော်ပြီးတော့ကျွန်တော်ကမောက်ကမရက်လက်တွေထွက်လာနေတဲ့အချိန်မှာတော့သူတို့ဒီအကောင်းဆုံးကျွန်တော်တို့ပြောမှာဆိုဒီနေ့မှာတော့တင်းငင်နေပြီးတော့ဆရာထိတ်မှဥဆောင်နေပြီးတော့တခြားအောက်ကအသင်းတွေလည်းအမားလုံမိတဲ့ခါကျရင်အမတ်ဖြတ်ဖို့အတွက်စူးစမ်းနေတဲ့ကာလတစ်ခုကိုပြန်ပြီးတွေ့ရတယ်နောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာဆိုရင်ကျွန်တော်နယူကာဆယ်နယ်ပွဲစဉ်တွေပဲပေးကိုပေးခဲ့ရတယ်ဂျန်နယ်ပွဲစဉ်တွေအကုန်လုံးမှာကလင်းရှိနဲ့နိုင်ခဲ့ဆိုတဲ့အနေထားတစ်ခုကသူတို့အသင်းရဲ့ခန်းစစ်ကဒီနေ့မှာအရင်နှစ်ခါတည်းဆိုင်ပို့ပြီးတော့ကြစ်လက်လာတယ် အဲဂျိုင်းတွေမှာတော့ကျွန်တော်တို့ချန်ပီယံလိပွဲစဉ်တွေရှင်ပြန်ကစားတဲ့အချိန်မှာတော့အနည်းငယ်လေးကျွန်တော်တို့ပွဲပန်းကောင်းပွဲပန်းနိုင်နေဆိုပေမဲ့လည်းဒီယာဒီမှာတော့တို့တို့ဒီကစားသမားကောင်းတော်မများအောင်ကျွန်တော်တို့အရင်စင်းအတွက်ကောဘက်ကပ်ပလေယာအနေနဲ့တော့ဖြစ်တင်းမှုတွေလုပ်ထားနိုင်တာဆိုတော့ဒီပွဲစဉ်မှာတော့ကျွန်တော်တို့တို့အသင်းတွေနဲ့နောက်ထပ်ရက်လက်ကောင်းတစ်ခုကိုရရှိအောင်ဆွမ်းဆောင်ဖို့အတွက်အသင်းဖြစ်နေပြီဆိုတဲ့အနေထားတစ်ခုမှာတော့ကျွန်တော်တို့တွေ့ရနိုင်နေပြဒါမှမဟုတ်တစ်ခါကခရစ်စတယ်ပဲလေးရတဲ့ဒီယာဒီမှာယာဒီအစပိုင်းမှာတော်တော်လေးကိုကောင်းမွန်တဲ့တင်ကြီးနဲ့ခြေစွမ်းတွေပြသနိုင်ခဲ့တယ်ဆိုပေမဲ့ပြီးခဲ့တဲ့ပရီးမီယာလိပွဲစဉ်နှစ်ပွဲဆက်တိုက်မှာတော့နိုင်ပွဲတွေပျောက်ဆုံးခဲ့တယ်အေဗာတန်ကိုဝေးခွင့်မှာကျွန်တော်နှစ်ဂိုးတုံးနဲ့သွားပြီးရှုံးတယ် ဘုံမောက်ကိုအိမ်ဝင်းမှာတုံးကုန်းတုံးကုန်းနဲ့တည်ကြတယ်ဒါတော့ဘုံမောက်ကကျွန်တော်တို့အချိန်ချင်းဥဆောင်မှုကိုခံရပြီးတဲ့အချိန်မှာမှာ data ရဲ့ hat trick သွင်းမှုနဲ့တူနောက်ကနေပြန်လိုက်ကစားပြီးတော့နောက်ဆုံးမိနစ်အပိုင်းချကြမှာဒါကျွန်တော်တို့တည်ကြခဲ့ရဆိုရင်အနေဒါတစ်ခုမှာတော့ crucial play လေးနေနေနဲ့ခံစစ်ပိုင်းမှာအနေငယ်လေးယူရင်းမှုတွေရှိလာပြီးတော့တို့အနေနဲ့အကြဘက်ကိုအနေငယ်လေးရောက်လာပြီးဆိုလားဆိုတဲ့အနေဒါတစ်ခုလည်းပြန်ပြီးစောင့်ကြည့်ဖို့ရှိမှာဗျာဒါမဲ့လည်း DRD crucial play လေးရှင်မြန်ကစားခဲ့တဲ့ပွဲစဉ်တွေမှာတော့ Liverpool ကိုအိမ်ဝင်းမှာဆိုလည်းကျွန်တော်တို့ငကိုတစ်ခုနဲ့နိုင်ခဲ့တယ် community shield မှာလည်း Liverpool ကိုအကောင်းဆုံးကျွန်တော်တို့ချိုးဖြတ်နိုင်ခဲ့တယ်ဆိုတဲ့အနေဒါတစ်ခုမှာတော့ crucial play လေးဒီလေအရင်ရင်တော့ short လို့လို့မရဘူး Arsenal နဲ့အနေငယ်လေး ခရစ်စတယ်ပဲလေးကိုထင်သိပြီးရှော့တော့ခဲ့မယ်ဆိုတော့ခရစ်စတယ်ပဲလေးရဲ့တုံ့ပြန်မှုကိုလည်းအနေငယ်လေးပြန်ပြီးခံစားသွားရမယ်ဆိုတဲ့အနေအထားတစ်ခုမှာတော့ချီလိုကောင်မန်နောက်ထပ်ပွဲစဉ်တစ်ပွဲတစ်ခုကိုတော့ကျွန်တော်စောင့်ကြည့်ရအောင်မယ်လို့ထင်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ကိုဆိုလက်ရှိ Arsenal အသင်းရဲ့ဒါခြေစွမ်းမအေးရလေတော်တော်လေးကိုဒါတည်ငြိမ်နေအောင်ကျွန်တော်တွေးရတယ်ဗျာနောက်ဆုံးပွဲစဉ်ဒါ Atletico Madrid အသင်းနဲ့ပွဲစဉ်မှာဒါ4-0ဆိုတော့ရလနဲ့အနိုင်ရရှိခဲ့ဆို Atletico Madrid ဆိုတာက La Liga မှာရောတော့ကျွန်တော် Champions League မှာရောဒါတကယ်ကိုကစားရခက်ခဲတဲ့အသင်းတစ်သင်းဗျာဆိုတော့ဒီလိုအသင်း cancel လဲတော်တော်လေးကိုကြာကြည့်ကြည့်လေးလေးနဲ့ကောင်းမွန်လို့ရှိတဲ့အသင်းဆိုတော့ဒီအသင်းကိုတော့ဒါကျွန်တော်4-0ဆိုတော့ရလတစ်ခုနဲ့တို့ကစားခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့ဒါ Arsenal အသင်းအနေနဲ့ဒါတို့ရဲ့အသင်းသားတွေရောနီးပြအနေနဲ့ရောတို့ရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာအမြင့်ဆုံးအနေအထားတစ်ခုမှာတော့ရှိနေလိမ့်မယ်ဆိုတော့ဒါပဲပွဲစ င်ကိုမဆိုတော့အနိုင်ရရှိနိုင်စွမ်းရှိတယ်ဆိုတော့အနေထားတစ်ခုထိကိုဒါတို့ရဲ့စိတ်တပိုင်းဆိုင်ရာအရာမြင့်တက်နေလိမ့်မယ်ဗျာဆိုတော့ဒီအနေထားတစ်ခုမှာဒါအာဆင်နယ်အသင်းအနေနဲ့လည်းဒါ sit in a row ပေါ့နော်ဆိုတော့6ပွဲဆက်တိုက်အနိုင်ရရှိထားခဲ့တော့ကျွန်တော်တွေ့ရတယ်9ပွဲဆက်တိုက်ရှုံးပွဲမရှိတော့ကျွန်တော်တွေ့ရတယ်ဗျာဆိုတော့ဒီအနေထားရဲ့အကြောင်းပဲဒါအာဆင်နယ်အသင်းအနေနဲ့လည်းရှိဒါကျွန်တော်တကယ်ဦးဒီယာဒီမှာပုံစံကောင်းပြတ်တာပြီးတော့ဒါကျွန်တော်ဒါပရီးမီးယားလိမှာဆိုလို့ရှိရင်လည်းအမဘေးဆေးရရဲ့အစစ်တနေရာမှာအကောင်းဆုံးယက်တီထားနိုင်ခဲ့တော့ကျွန်တော်တွေ့ရဆိုတော့တစ်ဖက်က Crystal Palace အသင်းကတော့နောက်ဆုံး9ပွဲမှာဒါ3ပွဲနိုင်တယ်တပွဲရှုံးတယ် တပွဲသေးရကြတယ်ဆိုတော့အရင်ကတော့သူတို့အနေနဲ့အချိန်လေးစိုးနေလို့ကျွန်တော်ပြောလို့မရဘူးဒါသုံးပွဲနိုင်တဲ့ပွဲစဉ်တွေမှာလစ်ဗာပူးအသင်းကိုနိုင်ရရှိခဲ့တယ်ဝက်ဆမ်အသင်းကိုနိုင်ရရှိခဲ့တယ်နောက်ကျွန်တော်ဒိုင်နမိုကီဖ်ကိုနိုင်တယ်ဆိုတော့သူတို့အနေနဲ့တကယ်အသင်းကောင်းအနေနဲ့ရောဒါအသင်းကြီးနဲ့ရောမှာအနိုင်ရရှိနိုင်ကြွန်ရှိတယ်ဆိုတဲ့အနေအထားတခုကျွန်တော်မြင်တွေ့ရတယ်ဆိုတော့ Everton နဲ့ပွဲစဉ်မှာသူတို့ပြန်ပြီးတော့ရှုံးနေခဲ့တယ်အဝေးခွင်မှာနောက်ကျွန်တော်တို့ဒါ Crystal Palace အသင်းကဒါတို့ရဲ့အိမ်ခွင်းမှာ AFC ဘုံမောင်းနဲ့ရှင်မဲကစားတဲ့ခါမှာတော့3-3ဆိုပြီးတော့တရေရလက်ကိုနောက်ဆုံးမှထွက်ပေါ်ထားတယ်။ဆိုတော့အရင်ကတော့လေကျွန်တော်တို့ဒါ Crystal Palace အသင်းရဲ့ခြေစွမ်းပိုင်းဆိုင်ရာအရာမှာစိုးဝါနေလို့ဆိုတော့ပြောလို့မရတဲ့အခြေအနေမနေ့ကရစီမှာလိုက်တာ Crystal Palace အသင်းနေနေတဲ့ဒါတို့တော်တော်လေးကောင်းမွန်အောင်ကစားပြထားနိုင်တယ်ဆိုတဲ့အနေအထားတစ်ခုမှာဒါကျွန်တော်တို့ဒီ Arsenal အသင်းနဲ့ဒီ Crystal Palace အသင်းတို့ရဲ့ထိတိုက်ခွင့်ဆိုမှာတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းနေရတယ်ဖြစ်ပါရဲ့ဗျာ။ ဟုတ်ကဲ့ပါကိုကျွန်တော်ဒါအာဆင်နယ်အသင်းနဲ့ခရစ္စတယ်ပယ်လစ်အသင်းတို့ကဒါကျွန်တော်ပရီးမီးယားလိမှာရောဒါကျွန်တော်ပြီးရင်ဖလားပွဲစဉ်တွေမှာထိတိုက်တွစ်ဆုံမှုတွေရှိခဲ့တယ်။ဒါပရီးရင်ဖလားထိတိုက်တွစ်ဆုံမှုကတော့တော်တော်လေးကိုနှဲပါခဲ့တာတွေ့ရတယ်ဗျာ။ဆိုတော့ဒါတစ်ချိန်မဲ့ထိတိုက်တွစ်ဆုံခဲ့ပြီးကျွန်တော်ပွဲစဉ်တွေအားလုံးဒါနောက်ဆုံးပွဲစဉ်တွေအားလုံးဒီဒါပရီးမီးယားလိမှာပဲထိတိုက်တွစ်ဆုံခဲ့တာမျိုးကိုကျွန်တော်တွေ့ရတယ်။ဆိုတော့သူတို့နှစ်သင်းထိတိုက်တွစ်ဆုံတိုင်းမှာဒါရလက်တွေကဘယ်လိုမျိုးပုံစံလေးတွေထွက်ခဲ့လဲဗျာ။ ဟုတ်ကဲ့ပါကိုဒီနေ့တင်းရဲ့ထိတွေ့တဲ့စုံကိုပြင်ပြီးကြည့်မယ်ဆိုရင်တော့နောက်ဆုံး၅ချိန်မှာဆိုရင်တော့အာဆင်နယ်ကကျွန်တော်ဒီပြိုင်ပွဲဆုံးမှာဆိုရင်ပေါ့နော်ကျွန်တော်ဒီအာဆင်နယ်ကနောက်ဆုံး၅ချိန်မှာ၄ချိန်ထိနိုင်ခဲ့တယ်တစ်ချိန်ပဲတည်ရကြခဲ့တစ်ချိန်တည်ရကြတဲ့ပွဲစဉ်တော့ပြီးခဲ့တဲ့ကအာဆင်နယ်တင်းရဲ့အမ်ရီမှာရှင်ပြန်ကစားခဲ့တဲ့ပွဲစဉ်မှာတစ်ဖက်ကို၂ခုစီနဲ့တည်ရကြခဲ့တဲ့ပွဲအဲအရှေ့ကပွဲစဉ်တွေအကုန်လုံးမှာတော့ကျွန်တော်ဒီပရီးမီယာလိဂ်၃ပွဲ AFL ကတ်ပွဲမှာတော့အာဆင်နယ်ကကျွန်တော်ဒီအပြတ်သက်နိုင်စီရအသာစီရရှိပြီးလေးပွဲဆက်လက်နိုင်ခဲ့ရတွေ့ကြရတယ်နောက်ထပ်ထူးခြားတဲ့ကောနောက်ဆုံး၅ချိန်မှာအာဆင်နယ်နဲ့ခရစ်စတယ်ပဲလေးနှစ်သင်းပေါင်း twin goal က၄ပွဲမှာကျွန်တော်တို့ကြီးရမယ်ဆိုနောက်ဆုံး၄ပွဲဆက်တိုက်မှာအနည်းဆုံး twin goal က လေးခုနဲ့ထပ်မှရှိခဲ့တယ်2251502320ဆိုတဲ့ရက်လက်တွေအရာတော့၄ခု၅ခု၆ခုနှစ်သိန်းပေါင်းသွင်းခုဒီအနေထားမှာသွားနေဆိုတဲ့ခုမှောင်ဒီပွဲစဉ်မှာရောထပ်ပြီးတော့နောက်ထပ်သွင်းခုတွေမြန်မာစားတွေ့ရမယ့်ပွဲစဉ်တွေဖြစ်လာနိုင်မှာပြင်ပဆောင်ကြည့်ရဖို့ရှိမယ်ပရီးမီးယားလိဂ်တည်တံ့ကိုကြည့်မယ်ဆိုရင်လည်းနောက်ဆုံး၅ဘွဲ့စတိုက်မှာ Crystal Palace နဲ့ Arsenal ကြားမှာကွာချက်ကြီးမာတဲ့ အာဆင်နယ်ကပဲ၄ပွဲဆက်တိုက်နိုင်ခဲ့ပြီးတော့ပြီးခဲ့တဲ့နှစ်ကတေချခဲ့တဲ့ပွဲစဉ်တစ်ပွဲပဲတေချခဲ့ရကျွန်တော်ရှိခဲ့တယ်ဗျအဲ့တော့အာဆင်နယ်သင်းရဲ့အိမ်ကွင်းပွဲစဉ်တွေကိုပြန်ပြီးကြည့်မယ်ဆိုတော့ပရီးမီးယားလီဂ်တည်တက်မှာဆိုရင်တော့အာဆင်နယ်သင်းနေနဲ့အိမ်ကွင်းချင်ပြန်ကစားခဲ့တဲ့ခရစ်စတယ်ပယ်လီနဲ့ပွဲစဉ်မှာပရီးမီးယားလီဂ်တည်တက်မှာဆိုတော့နောက်ဆုံး၅ပွဲမှာဆိုတော့ကျွန်တော်ဒီပြောရမယ်ဆိုတော့၃ပွဲထိတေချခဲ့တဲ့အာဆင်နယ်သင်းရမယ်ကျွန်တော်ဒီ၂ပွဲနိုင်တာရှိခဲ့တယ်နိုင်ခဲ့တဲ့၂ပွဲမှာလည်းတွင်ကိုနေနေတော့4150ဆိုပြီးကိုပြည့်ရက်လက်တင်နေနိုင်ခဲ့တာဆိုတော့အာဆင်နယ်နေနေတော့သူတို့အိမ်ကွင်းမှာကျွန်တော်ခရစ်စတယ်ပယ်လီကိုနိုင်ရင်တော့ပရီးမီးယားလီဂ်ကိုပြည့်နိုင်ခဲ့ရဆိုရင်ဒါတစ်ခုလေးကိုပြန်ပြီးတော့ကျွန်တော်တွေးရတယ်ဗျအော်ဒီဒီချိန်မှာရောအာဆင်နယ်ရဲ့လက်ရှိဖောင်ကြီးကတော့အကောင်းဆုံးနေတာ ခုမှရှိရဲဒါပေမဲ့လည်းအာဆင်နယ်နေနဲ့တော့ကျွန်တော်ဒီ goal ပြတ်ကျွန်တော်ဒီရက်လက်တစ်ခုထက်ဆိုင်တော့ဒီပွဲစဉ်မှာ Crystal Palace နဲ့တွေ့ဆုံတဲ့အချိန်မှာ Crystal Palace ရဲ့ဒီလက်ရှိခြေစွမ်းပိုင်းနေပြီးခဲ့နှစ်ကခြေစွမ်းပိုင်းနေအသင်းကြီးနဲ့ကစားခဲ့တဲ့ပွဲစဉ်ကခြေစွမ်းပိုင်းနေရတော့ကျွန်တော်အရင်ကြီးပြတ်သားတဲ့ရက်လက်တစ်ခုတော့ထွက်ဖို့တော့လွယ်ကူပေါ့မလားဆိုတာလေပြင်ပြီးဆောင်ကြည့်ရဖို့ရှိမယ် Crystal Palace အနေနဲ့ကိုပြီးခဲ့တဲ့နှစ်ပွဲစတဲ့ Premier League မှာနိုင်ပွဲမရရှိခဲ့တဲ့ဆိုတဲ့အနေအထားတစ်ခုဘုံမောက်ကိုတည်ကြတဲ့ Everton ကိုရှုံးနေခဲ့ဆိုတဲ့အနေအထားတစ်ခုမှာတော့ဒီအခုနောက်ထပ်ဒီ Premier League ပွဲစဉ်ဒီပွဲမှာတော့သူတို့အဲ့ဒီရက်လက်တွေကိုပြန်ပြီးတော့ရုံထနိုင်တဲ့ရက်လက်တစ်ခုကိုဖော်ဆောင်နိုင်မလားအဲ့လေးလည်းပြင်ပြီးဆောင်ကြည့်ရဖို့ရှိပါလိမ့်မယ်ခင်ဗျဟုတ်ကဲ့ကိုကြီးဆိုတော့လက်ရှိ ိတာကျွန်တော်ဒီနှစ်သိန်းထိတိုက်တွေးဆမှုတွေမှာ Crystal Palace အသင်းအနေနဲ့ရုန်းကန်ရလေရှိခဲ့တယ်ဗျဆိုတော့နောက်ဆုံးယာဒီမာတော့ဒါကျွန်တော်ပြီးခဲ့တဲ့ယာဒီမာနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာတော့ Arsenal အသင်းရဲ့အိမ်ဝင် Emery မှာတော့ဒါတူတူဆိုတဲ့တရေရလက်တစ်ခုထွက်ပေါ်အောင်ကစားနိုင်ခဲ့တယ်ဆိုတော့ဒီတရေရလက်ကပဲဒါကျွန်တော် Crystal Palace အသင်းအတွက်ဆိုလို့ရှင်တော်တော်လေးကိုဒါမြန်မာတွေရလက်တစ်ခုလို့ကျွန်တော်ပြောရမှာဗျဆိုတော့ကျွန်တော်ပွဲစဉ်တွေအားလုံးနောက်ဆုံး၅ပွဲမှာဒါကျွန်တော်တို့ဒါ ီတရေချခဲ့တဲ့တပွဲကလွန်ရင်ကျန်တဲ့ပွဲစဉ်တွေအားလုံးဒီဒါကျွန်တော်အာဆင်နယ်အသင်းကအနိုင်ရရှိထားခဲ့တာတွေ့ရတယ်။အင်ဝင်အဝေးကွေးမယွေးဒါခရစ်စတယ်ပယ်လစ်အသင်းအနေနဲ့ရုန်းကန်ရလေးရှိခဲ့တော့ကျွန်တော်တွေ့ရတယ်။ဆိုတော့သူတို့နောက်ဆုံးအနိုင်ရရှိခဲ့တဲ့ပွဲစဉ်ကတော့ဒါကျွန်တော်တို့2020 နဲ့ပေါ့နော်ဆိုတော့ဒီရာသီမှာကျွန်တော်တို့ 3C ဆိုတဲ့ရာလက်နဲ့ဒါတို့အိမ်ကွေးမှာအနိုင်ရရှိခဲ့တဲ့ပွဲစဉ်ဆိုတော့အဲ့ဒီပွဲစဉ်ပြီးသွားတဲ့နောက်ပိုင်းမှာတို့အနေနဲ့တောက်လျှောက်ဒါကျွန်တော်တို့အရှုံးရလက်နဲ့ပဲရင်ဆိုင်ခဲ့ရပြီးတော့နောက်ဆုံးကစားခဲ့တဲ့ဒါပွဲစဉ်ဒီနေ့ကစားခဲ့တဲ့ပွဲစဉ်မှာတော့ဒါကျွန်တော်တို့အာဆင်နယ်သင်းရဲ့အိမ်ကွေးမှာ2-2ဆိုတဲ့ရာလက်တစ်ခုထွက်ပေါ်အောင်ကစားထားနိုင်ခဲ့ဆိုတော့ဒါကျွန်တော်တို့တို့နှစ်သင်းရဲ့ရှေ့ရထိတဲ့တွေ့ဆုံမှုတွေကိုပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တော့ Crystal Palace အသင်းဒီအာဆင်နယ်အသင်းနဲ့ဒါကျွန်တော်တို့တွေ့ဆုံနိုင်မှာတို့အနေနဲ့ရုန်းကန်ရလေးရှိတဲ့အဆင်နာတစ်ခုတော့ကျွန်တော်တို့မြင်တွေ့ရတယ်ဆိုတော့ဒီနေ့ပွဲစဉ်မှာတော့ဒါ Emery ကွင်းမှာဒါ Crystal Palace အသ သေးနေတယ်မနစ်ကအလိုမျိုးဒါတေးရလက်တစ်ခုလောက်ထွက်ပေါ်သွားအောင်ကစားနိုင်မလားဒါမှမဟုတ်ရင်ကျွန်တော်တို့အကောင်းဆုံး form တစ်ခုပေါ့နော်ဆိုတော့ပြသပြီးတော့ဒါကျွန်တော်အရမတ်ဒါကျွန်တော်တို့ရယူသွားနိုင်မလားဒါမှမဟုတ်ရင်ကျွန်တော် Arsenal အသင်းကပဲတို့ရဲ့တည်ငြိမ်နေတဲ့ form ပုံစံကောင်းတစ်ခုကိုဆက်လက်ပြီးတော့ပြသနိုင်မလားဆိုတော့လည်းစောင့်ကြည့်ရမှာဖြစ်ပါပဲဗျ ဟုတ်ကဲ့ပါကိုဆိုတော့လက်ရှိအနေထားတွေအရာမှာတော့ဒါကျွန်တော်တို့အာဆနယ်ဘက်ကလည်းဒိုင်ယာကစားသမားတွေရှိတယ်ဆိုတော့အဓိကကစားသမားအချို့လည်းဒိုင်ယာရှိနေတာကျွန်တော်တွေ့ရတယ်လို့တစ်ဖက်က Crystal Palace အသင်းမှာလည်းဒါကျွန်တော်ဒိုင်ယာကစားသမားအချို့တော့ရှိနေတယ်ဆိုတော့သူတို့ရဲ့ဒါနောက်ဆုံးဒါကျွန်တော်တို့အာဆနယ်အသင်းဆိုလို့ရှိရင် Atletico Madrid အသင်းကိုအနိုင်ရရှိခဲ့တဲ့ Lucien တစ်ခုကိုပဲဆက်လက်ပြီးတော့ထုတ်သွင်းလာနိုင်မှာဒါမှမဟုတ်နောက် Champion League တို့ဘာလို့အတွက်ဒါကျွန်တော်လူစားလေးတဲ့ပုံစံမျိုးလေးတွေပဲကျွန်တော်မြင်တွေ့ရမလားနောက် Crystal Palace အသင်းကလည်းဒါ AFC ဘုံဘောအသင်းကိုအိမ်ခွေးမှာဒါ၃ခုအထိသွင်းယူနိုင်ခဲ့တဲ့ဒါတည်ကြခဲ့တဲ့ပွဲစဉ်အားလိုမျိုး Lucien ကိုထပ်မံပြီးတော့ထုတ်သွင်းလာနိုင်မှာ ဆိုတော့ဒီနေ့ဒါကျွန်တော်ဒီနှစ်သိန်းကစားမဲ့ပွဲစဉ်မှာဒါပေါ်ထွက်လူစီရဘယ်လိုမျိုးပုံစံလေးဖြစ်မှာဗျဟုတ်ကဲ့ပါကွယ်ဒီနေ့ပွဲစဉ်ရာဒန်ယားစင်ကိုပြင်ပြင်းကြည့်မယ်ဆိုတော့ဒန်ယားစင်မှာတော့ကျွန်တော်အာဆင်နယ်မှာဆိုတော့ကျွန်တော်ကွင်းလျာအိုဒီကတိုက်စစ်ကကာပီချီဆက်တို့ကိုင်ဟာဗတ်ဆိုတောင်းပန်မာဒိုဝါကီလို့ရှိမယ်မာဒိုဝါကီကတော့ဒီပွဲစဉ်မှာပြန်ပြီးပါဝင်နိုင်တာစောင့်ကြည့်ရမယ်ကျွန်တော်ကစားမှာသုံးကတော့တေချာဘောလွှဲချုပ်မှုရှိပြီးတော့တစ်ဖက်ကတော့ကျွန်တော်ခရစ်စတယ်ပဲလီယာကျွန်တော်ခန်စစ်ကချာတီရီယာနဲ့ကျွန်တော်ကွင်းလျာဒူဂူရီကိုလွှဲချုပ်မယ်ပြီးတော့ကပူဟာလွှဲချုပ်မယ်ဗျအဲ့တော့ကစားသမားအနေနဲ့အားရတော့အာဆင်နယ်ကတော့အပြတ်အသတ်အသားစီရရှိတာတော့အမှန်ပဲဒါပေမဲ့ ခရှက်ပဲလေးရဲ့အတင်းရဲ့ line နဲ့ဆက်တယောက်စင်းအရာတော့အရင်ကြီးလဲကျွန်တော်တို့ပြောမယ်ဆိုတော့အားနေနေနေထားမှာမဟုတ်ဘူးသူတို့ဒီတူးချင်းဆွမ်းဆောင်ရင်ဘိုင်းရထက်ဆိုင်အတင်းလိုက်ကစားမှုမှာတော်တော်လေးကိုအားတကျရှိတယ်ပြီးတော့ကျွန်တော်ဒီနီးပြရဲ့ကစားမှုမှာလည်းတော်တော်လေးကိုကျွန်တော်တို့ပြောမယ်ဆိုရင်တေချာလေးကျွန်တော်လိုက်ကစားနိုင်ဆိုရင်အနေထားတစ်ခုမှာတော့အရင်ကြီးတော့အာဆင်နယ်နဲ့ပေါ်ရလို့မရဘူးဒါပေမဲ့လက်ရှိအာဆင်နယ်ရဲ့ form အရာတော့ပြီးခဲ့တဲ့ကျွန်တော်ဒီအတလူကိုမက်ထရစ်မှာကျွန်တော်ဒီပေါ်ထွက်ခဲ့တဲ့ကစားသမားအစင်းရဲ့မှာတော့အနည်းငယ်လေးအပြောင်းလဲပြန်ပြီးလှုပ်လာနိုင်မယ်လို့ထင်တယ်ကျွန်တော်ဒီအထူးသဖြင့်ပေါ်ပြပချမ်းမှာဆိုရင်ကျွန်တော်ဒီခန်စေဘက်မှာကျွန်တော်ဒီ Lewis Kelly ရဲ့နေရာမှာ Calafrio ရေတို့ Martinez နေရာမှာ Trossard တို့ပြန်ပြီးပေါ်ထွက်လာ တော့ကျွန်တော်ဒူကောင်တွေ့ရနိုင်တယ်။တက်စစ်ပိုင်းမှာဆိုရင်ကျွန်တော်တို့ရိုကာရော့စ်ကိုထပ်ပြီးတွေ့ရဖို့ရှိရဆိုပေမဲ့လည်းနံပါတန်ရူမှာဆိုရင်တော့ကျွန်တော်တို့အစီကိုထပ်ပြီးတော့၃လာမှာဒါမှမဟုတ်ကျွန်တော်တို့ process ကိုကျွန်တော်တို့နံပါတန်ရူကိုသွားပြီးတော့ကျွန်တော်ဒီမာတီနယ်လီဘယ်ဘက်မှာပြန်ပွဲထွက်ပြီးတော့ SEO အနားပေးမလားအဲ့လေလေပြန်ပြီးဆောင်ပြေဖို့ရှိလိမ့်မယ်ဗျာ။အဲ့တော့ဖြစ်နေမှာ line နဲ့စက်တရားကိုပြန်ပြီးကြည့်ရမယ်ဆိုတော့ကိုသမားနေရာမှာဆိုတော့ Arsenal နဲ့ David Raya ပြန်ပြီးပွဲထွက်လာမယ်။ Casetan နေရာမှာဆိုတော့ဘယ်ဘက်ချမ်းမှာတော့ Color Fury ၊နံပါတ်ချမ်းမှာဆိုတော့ Timber ၊ Concept နေရာမှာဆိုတော့ Gabriel နဲ့ Saliba ၊ကွန်းလန်အထွက်ဘက်မှာဆိုတော့ Declan Rice နဲ့ Subi Mandy ၊နံပါတ်10ရူမှာတော့ဒီပွဲစဉ်မှာ SEO ထပ်ပြီးတော့ပွဲထွက်မယ်ဆိုတော့ SEO အကဲ SEO အနားပေးမယ်ဆို င်တော့ Trossard ဘယ်ဘက်ချမ်းမှာအစီသွားပြီးတော့ညဘက်ချမ်းမှာ Saka နံပါတ်9ရုံးမှာ Jukaras အဲ့လေးလေကျွန်တော်ပြန်ပြီးတွေ့ရဖို့ရှိလိမ့်မယ်။တစ်ဖက်က Crystal Palace ကတော့ပြီးခဲ့တဲ့ကျွန်တော်ဂျာယီမှာချန်ပီယံကစားရေး Conference League ကလူစင်းကိုလည်းအနည်းငယ်လေးပြောင်းပြောင်းလဲလုပ်လာဖို့ရှိလိမ့်မယ်။ကိုသမားနေရာမှာဆိုတော့ Hannah Sammet ပြန်ပြီးပေါ်ထွက်လာမှာဖြစ်မယ်။ခန်းစစ်သုံးတန်းမှာဆိုတော့ Guhi နဲ့ Lacrosse နဲ့ပြီးတော့ကျွန်တော် Richard ကိုတွေ့ရဖို့ရှိမယ်။ကျွန်တော် Wimber မှာဆိုတော့ Right Wing မှာ Munoz ဘယ်ဘက်ပေါ်မှာဆိုရင်တော့ကျွန်တော် Left Wing မှာ Mitchell ၊ကွန်းလေအတွက်ဖက်နေရာမှာဆိုတော့ဒီပွဲစဉ်မှာကျွန်တော် Kamata နဲ့ Watan နဲ့နေရာမှာဆိုတော့ Watan နဲ့ကျွန်တော်တို့ Wehuso ကိုပြန်ပြီးတော့တွေ့ရမလား Kamata အနာပေးမလားပေါ့အဲ့လေပြန်ပြီးစောင့်ကြည့်ဖို့ရှိ မယ်ကျွန်တော်နောက်ဆက်တက်စစ်နေရာမှာဆိုတော့ကျွန်တော် SARS နဲ့ပြင်လို့ရှိမယ်နံပါတ်9ရောမှာဆိုတော့ Martida ပဲထပ်ပြီးပေါ်ထလာဖို့ရှိပြီးဆိုတော့အပြောင်းလဲလေးလုပ်ချင်တယ်ဆိုတော့ကွန်းလက်ဘက်မှာဆိုတော့ Lama တို့ပြင်ပြီး Jefferson Lama တို့ပြင်ပြီးသုံးလာတာမျိုးတက်စစ်ဘက်မှာဆိုတော့ NKDS တို့ဘာလို့ပြင်ပြီးတော့သုံးလာတာမျိုးလုံကောင်းလုံနိုင်တယ်ဒါပေမဲ့လည်း NKDS တို့ Lama တို့အနေနဲ့တော့ကျွန်တော်တို့ထင်တော့ဒီပွဲစဉ်မှာအတင်းရဲ့ line နဲ့7ယောက်စင်းထဲမှာစာရင်တော့အရင်စင်းမှာပဲပြင်ပြီးတော့တွေ့လာပြီးလူစားဝန်တသားသမားအနေထားတော့လည်းပြင်ပြီးတော့တွေ့လာဖို့ရှိလိမ့်မယ်အဲ့တော့အတင်းလူစင်းအရာတော့ Arsenal နေနဲ့တော့တေချာတာကတော့သူတို့အတင်းရဲ့ကစားသမားစင်းအရာအများကြီးတာတိရရှိတာမှန်ပြီမလဲ Crystal Palace ရဲ့အ စုဖွဲ့ကလည်းအာဆင်နယ်နေတော့အမားတွေများများလုခဲ့မယ်ဆိုတော့ပြန်ပြီးတော့တုတ်ပြန်နိုင်တဲ့အနေအထားတစ်ခုမှရှိရဆိုတော့နောက်ထပ်ကြည့်လို့ကောင်းမဲ့ပွဲစဉ်တွေကိုကျွန်တော်မြင်တွေ့ရဖို့ရှိပါလိမ့်မယ်ခင်ဗျာ Crystal Palace အသင်းဘက်မှာအာဆင်နယ်အသင်းဘက်မှာလည်းငယ်အဲဒါဒီထက်ပိုပြီးတော့ပေါ့နော်အပြောင်းလဲလှုပ်เสียရတာလူစင်းအင်အားလေးရှိသေးတယ်ဆိုပေမဲ့ဒါကျွန်တော်ပုံစံကောင်းတစ်ခုပြသနေတဲ့လူစင်းတစ်ခုကိုတော့တို့ဒါနီးပြတဲ့အနေနဲ့လည်းဒါကျွန်တော်အရင်အများကြီးပေါ့နော်ဆိုတော့အပြောင်းလဲလှုပ်လိုက်မှာတော့မဟုတ်ပြဆိုတော့ဒီအနေအထားရဲ့ကြောင့်ပဲကျွန်တော်ဒါရှေ့ရောက်ပွဲစဉ်တွေရဲ့ဒါပွဲထွက်လူစင်းပုံစံအတိုင်းလေးကိုပဲကျွန်တော်အနေငယ်အပြောင်းလဲအချိုးလောက်နဲ့ဒါဒီနေ့ပွဲစဉ်မှာပွဲထွက်လာဖို့ရရှိပါတယ်ဗျ ဟုတ်ကဲ့ပါကိုကျွန်တော်တို့ဒါအာဆနယ်အသင်းနဲ့ဒါခရစ္စတယ်ပယ်လစ်အသင်းတို့တွေ့ဆုံတဲ့ပွဲစဉ်မှာတော့အာဆနယ်အသင်းကလည်းရှိတာအဆင့်တနေရာကနေပြီးတော့လုံးဝဒါဖယ်မပေးရည်အဲ့တော့တေချာပေါ့သူအနေနဲ့ဒီပွဲစဉ်မှာအနိုင်သုံးမှတ်လိုအပ်တယ်ဆိုတော့အိမ်ကွေးမှာလည်းဖြစ်တယ်ဆိုတော့ရာလက်ပိုင်းဆိုင်ရာအရာရောဒါစိတ်တက်ပိုင်းဆိုင်ရာအရာရောအကောင်းဆုံးဒါကျွန်တော်အမြင့်ဆုံးအနေထားတစ်ခုမှရှိနေရဖြစ်တော့တယ်အာဆနယ်အသင်းဘက်ကတော့ဘယ်လိုပဲကြည့်ကြည့်တာအပေါင်းလက္ခဏာတွေစောင့်နေတဲ့အနေထားတစ်ခုမှသူတို့အနေနဲ့အနိုင်ရာလက် သုံးမှတ်ကိုဒါရရှိဖို့အတွက်အခြေအနေကောင်းတစ်ခုကိုတော့ဖန်တီးထားနိုင်တယ်။ဆိုတော့တစ်ဖက်က Crystal Palace အသင်ကတော့ဒါသူတို့ရဲ့ဒါနောက်ဆုံးနှစ်ပွဲမှာတော့နိုင်ပွဲမရရှိခဲ့ပေမဲ့ရှေ့ကပွဲစဉ်တွေပေါ့နော်။ဆိုတော့ဒါ Liverpool နဲ့ပွဲစဉ်တို့ West Ham တို့ပွဲစဉ်တို့မှာသူတို့အနေနဲ့အကောင်းဆုံးတကယ်အသင်းကြီးတွေကိုဒါကျွန်တော်တို့အသင်းကောင်းတွေကိုအနိုင်ရရှိအောင်စွမ်းဆောင်ထားနိုင်ခဲ့တယ်။ဆိုတော့ဒီနေ့ပွဲစဉ်မှာလည်းအဲ့ဒီပုံစံမျိုးလေးကိုကျွန်တော်ထပ်မံပြီးတော့မြင်တွေ့ရမှာလား။ဒါလေးကျွန်တော်အဲတစ်ချက်စောင့်ကြည့်ကြတာဖြစ်လို့ဆိုတော့အခုအနေနဲ့ဆိုရင်ရောဒီနေ့ပွဲစဉ်မှာလက်ရှိဒါကျွန်တော်ရလက်ပိုင်းဆိုင်ရာရောခြေစွမ်းပိုင်းဆိုင်ရာရောစိတ်သက်ပိုင်းဆိုင်ရာရောအမြင့်ဆုံးမှာရှိနေတဲ့ Arsenal အသင်းအနေနဲ့အိမ်ကွင်းမှာ ဒါ Crystal Palace အသင်းကိုအကောင်းဆုံးအနိုင်ရရှိသွားနိုင်မလားဒါမှမဟုတ် Crystal Palace အသင်းကဒါအသင်းကောင်းတွေအသင်းကြီးတွေနဲ့တွဲဆုံတဲ့အခါမှာသူတို့ဒါကျွန်တော်တို့ရလက်ကောင်းတွေရရှိတယ်လို့မျိုးဒီနေ့ပွဲစဉ်မှာထပ်မံပြီးတော့ကြာတာနိုင်အောင်မလားအကိုရဲ့အမြင်လေးနဲ့ကိုရလက်လေးကိုလည်းခံမှန်းပေးပါအောင်ဗျဟုတ်ကဲ့ပါဘွေဒီပွဲစဉ်မှာကျွန်တော်လက်ရှိဖောင်ရတော့အာဆင်နယ်နဲ့တော်တော်လေးအသာစီရရှိတာမှန်တယ်ဒါပေမဲ့ Crystal Palace ရဲ့ခြေစမ်းပိုင်းကိုလည်းကျွန်တော်တို့အရင်ကတော့ short drop လို့တော့မင်းရပါဘူးလို့အဓိက Crystal Palace ကရာသီအစပိုင်းမှာတော်တော်လေးကိုတည်ငြိမ်ပြီးကောင်းမွန်တဲ့ခြေစမ်းပိုင်းရှိခဲ့တယ်အသင်းကြီးရဲ့ရှုံးပွဲတွေကြုံတွေ့ခဲ့တဲ့အချိန်ဒီမှာတော့ Crystal Palace အနေနဲ့ Everton ဝူးကမှရှင်းမြန်မှုကစားခင်အထိ ပရီးမီးယားလိမှာဆိုရင်ရှုံးဝဲမရှိတဲ့တင်းနေတော့ဆိုတဲ့အနေထားတစ်ခုလည်းသူတို့ပြောရမယ်ဆိုဆွမ်းဆောင်ရင်ကောင်ပြသနိုင်နေတာဗျာဒါပေမဲ့ Everton ကို2-1နဲ့ရှုံးပြီးနောက်ပိုင်းမှာဘုံမောက်ကိုအင်ဝင်းမှာ3-3နဲ့ပါတေးထက်ချလိုက်တဲ့ကြောင့် Crystal Palace အနေနဲ့ငငယ်လေးရင်းရိုင်သွားရဲဆိုတဲ့အနေထားတစ်ခုကျွန်တော်ပြန်ပြီးတွေးခဲ့တာဒါပေမဲ့လေ Crystal Palace ရဲ့အဝေးဝန်းဒီယာဒီမှတ်တမ်းအရာ၄ဘက်ကစားပြီးအချိန်မှာ2ပွဲနိုင်တပွဲတည်းတပွဲရှုံးဆိုရဲ့ရက်လက်အရာတော့အရင်ရော Crystal Palace အနေနဲ့လည်းကျွန်တော်တို့ပြောရမယ်ဆိုကြာဆင်းနေတဲ့ရက်လက်တစ်ခုကိုပန်ဆိုင်ထားတော့မဟုတ်ဘူးပြောရမယ်ဆို Arsenal နေတော့အရင်ရော short တော့လို့မင်းရောက်ပဲဒါပေမဲ့လက်ရှိ form ရတော့ Arsenal နေရောတော်တော်လေးကိုတည်ငြိမ်ပြီးတော့ကောင်းမွန်နေရမှန်တယ်အထ ူးသဖြင့်ကန်စစ်တန်းကစားပုံကလည်းတော်တော်လေးကိုကျွန်တော်တို့ပြောရမယ်ဆိုရင်ကျွန်တော်ဒီပေးကူမဲ့ကျွန်တော်ဒီနိုင်ပွဲတွေကိုဆွမ်းဆောင်ထားနိုင်နေဆိုရင်ဒီထားတစ်ခုမှာတော့ခရစ်စတယ်ပဲလီရဲ့တိုက်စစ်ပိုင်းအနေနဲ့ရောဒီပွဲစဉ်မှာပြန်ပြီးတော့များတွင်းကိုတကူရရှိအောင်ဆွမ်းဆောင်နိုင်မှာမလားဆိုရင်တန်တရာလေးလည်းရှိမြင်တယ်ဒါပေမဲ့လည်းခရစ်စတယ်ပဲလီရဲ့နောက်ဆုံး၅ပွဲဆက်တိုက်ဂိုးသွင်းယူထားနိုင်နေဆိုရင်မှတ်တမ်းတစ်ခုရလဲအာဆင်နယ်အနေနဲ့တော့အနေငယ်လေးသတိထားဖို့လိုတယ်လက်ရှိအာဆင်နယ်အသင်းရဲ့တိုက်စစ်ပိုင်းကတော့တော်တော်လေးအလုပ်ဖြစ်နေရမှန်နေဆိုမြင်လဲတချို့ပွဲစဉ်တွေမှာဆိုရင်တော့ကျွန်တော်ဒီအသင်းရဲ့ကစားပုံက in play ရနေဂိုးရရှိရတဲ့ဆိုင် set speed ကိုအသုံးပြုပြီးတော့ကွန်နာတွေကျွန်တော်တို့ attacking free kick တွေကနေပဲကျွန်တော်တို့ကောင်းတဲ့အသွင်းပို့တွေကိုတွေးနေရလေးလည်းရှိ ှိတယ်အဲ့ဒါတခုရောဒီပွဲစဉ်မှာ Crystal Palace အနေနဲ့ Arsenal နဲ့အားသာကြတဲ့တခုကိုပြန်ပြီးတော့များသူတို့အနေနဲ့ကာဗာလုံနိုင်မလားအဲ့လေးလည်းပြန်ပြီးစောင့်ကြည့်ရဖို့ရှိမယ်လက်ရှိခြေစွမ်းတဲ့ဖောင်အင်ကတော့ အင်မရိတ်ကွင်းလည်းဖြစ်နေတာရယ်အာဆင်နယ်ရဲ့လက်ရှိကျွန်တော်တို့ကောင်းမွန်နေတဲ့ခြေစွမ်းပိုင်းကလည်းခရစ်စတယ်ပယ်လစ်အနေနဲ့တော့အများကြီးတော့မျောလင်းလို့တော့ရမှာမဟုတ်ဘူးသူတို့အများဆုံးမျောလင်းလို့ရတယ်ဆိုရင်ပြီးခဲ့နှစ်ကလိုပဲဒေဝက်ဘောပေါ်ဆောင်နိုင်ဖို့ပေါ့နော်ရမယ်တမက်လောက်ရရှိပြီးတော့ကျွန်တော်တို့အိမ်ပြန်သွားဖို့အတွက်ပဲခရစ်စတယ်ပယ်လစ်နဲ့စူးစမ်းလာဖို့ရှိမယ်လက်ရှိခြေစွမ်းပိုင်းကတော့အနိုင်ရရှိဖို့အတွက်ကတော့အာဆင်နယ်မှာတော်တော်လေးရာခိုင်နှုန်းများနေပြီးတော့အပြန်လည်သွင်းကိုအများကြီးမြင်ရမယ့်ပွဲတစ်ပွဲတည်းဆိုတော့ကျွန်တော်တို့ဒီပွဲစဉ်မှာအရင်နှစ်တည်းအားထက်ဆိုင်တော့သွင်းကိုနေမဲ့ပွဲစဉ်ပွဲဖြစ်လာနိုင်မယ်လို့ကျွန်တော်ထင်မိတယ်လက်ရှိအာဆင်နယ်ခန်းစည်းရဲ့တိုက်စစ်ပိုင်းရဲ့ဆွမ်းဆောင်ရဲ့တစ်ဖက်ကခရစ်စတယ်ပယ်လစ်ရဲ့ပြီးခဲ့တဲ့ပွဲစဉ်နှစ်ပွဲဆက်တိုက်ပရီးမီးယားလိမှာကျွန်တော် တို့ပြောမှာဆိုနိုင်ငံပြောင်းနေမှုကိုပြန်ပြီးတော့ rebound လုံးလာနိုင်မယ်ဆိုတဲ့အနေထားတစ်ခုမှာတော့ Arsenal အနေနဲ့တော့အောင်ဆိုင်ပြီးတေချာလေးစူးစမ်းပြီးကစားမယ် Crystal Palace အနေနဲ့လည်းပြန်ပြီးတော့ရက်လက်ကောင်တစ်ခုရရှိအောင်အတွက်တော်တော်တေတေချာလေးအောင်ဆိုင်ပြီးကစားမယ်ဆိုတော့ဒီပွဲစဉ်ကတင်းကုန်းနေပြီးတော့နိုင်မယ်ဆိုတော့ Ancient Arsenal ရဲ့နိုင်ပွဲတစ်ပွဲပဲဖြစ်လာလို့တော့များတယ် Crystal Palace အနေနဲ့တော့အများဆုံးမျှော်မှန်းလို့ရတာတေရက်လက်ဖြစ်ပြီးတော့ Arsenal နဲ့နိုင်ခဲ့မယ်ဆိုတော့ကျွန်တော်တို့2-1ဒါမှမဟုတ်2-0ရရက်လက်တစ်ခုတော့ကျွန်တော်ပို့ပြီးတော့စနစ်သမိပါခင်ဗျာဟုတ်ကဲ့ကိုဆိုတော့လက်ရှိဒီနှစ်သင်းရဲ့အခြေအနေကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်နှစ်သင်းစလုံးရဲ့တိုက်စစ်ကတော်တော်လေးကိုအလုပ်ဖြစ်တာကိုတွေ့ရတယ်ဗျာဆိုတော့ဒါ Arsenal နယ်သင်းဆိုလို့ရှိရင်နောက်ဆုံး9ပွဲမှာ17ဂိုးအထိသွင်းယူထားပြီးတော့တစ်ပတ်ကဒါ Crystal Palace အသင်းကနောက်ဆုံး9ပွဲမှာ10ဂိုးအထိသွင်းယူထားနိုင်ခဲ့တယ်ဗျာဆိုတော့ဒီနှစ်သင်းရဲ့တိုက်စစ်ပိုင်းဆိုင်ရာအရာ တော်တော်လေးကိုဒီနေ့ပွဲစဉ်မှာလည်းမြန်မြန်ဆိုင်ဆိုင်ဖြစ်လာဖို့ရရှိရဒါပေမဲ့တစ်ခုရှိတော့ Arsenal အသင်းကနောက်ဆုံး6ပွဲဆက်တိုက် clean sheet ရထားတာဗျာလုံးဝပေးဂိုးမရှိဘဲနဲ့6ပွဲဆက်တိုက်အနိုင်ရရှိထားတာဆိုတော့ဒါကိုချီးကျမ်းအပြင် Arsenal အသင်းရဲ့ခံစစ်ပိုင်းဆိုင်ရာအရာမှာနောက်ပိုင်းမှာတော်တော်လေးကိုဒါချစ်ချစ်လေးလေးနဲ့တော်တော်လေးကိုပုံစံကောင်းပြသနေတာမျိုးကျွန်တော်တွေ့ရတယ်ဆိုတော့ဒါ Crystal Palace အသင်းရဲ့တိုက်စစ်အနေနဲ့အရင်လိုမျိုးဒါဂိုးတွေသွင်းယူဖို့အတွက် chance တွေ ီဒါအကောင်ဆုံး create လုပ်နိုင်ပါမလားဒါလေးကျွန်တော်တစ်ချက်စိုးရိမ်မိတယ်ဗျာဆိုတော့အဲ့လိုအချက်လက်တွေကြောင့်မဲဒါ Arsenal အသင်းရဲ့အနေနဲ့ဒီနေ့ပွဲစဉ်မှာတော့တို့ရဲ့ဒါပုံစံအတိုင်းပေါ့နော်ဆိုတော့အနိုင်ရလက်ရရှိဖို့အတွက်ကိုဦးတည်ပြီးတော့ကစားသွားလိမ့်မယ်ဆိုတော့ Arsenal အသင်းရဲ့အနေနဲ့အနိုင်ရရှိဖို့ chance ကလည်းအပြေအဝရှိနေတာဖြစ်တဲ့အတွက်ဒါဒီနေ့ပွဲစဉ်မှာတော့ Crystal Palace အသင်းရဲ့အနေနဲ့ကတော့ဒါ တေချာတာတကွသူတို့အနေနဲ့အရင်ဒါကျွန်တော်လီဗာပူးတို့ဝက်ဆမ်အသင်းတို့ကိုကစားခဲ့တဲ့ပွဲစဉ်တွေပုံစံအတိုင်းတကွကိုတော့ပြန်လည်ပြီးတော့အကောင့်ထဲပို့ဖို့လိုအပ်နေပြီဗျအကယ်၍မဖော်နိုင်ဘူးဆိုလို့ရှိရင်ဒါအဝေးကွင်းမှာဒါရှုံးနေသွားနိုင်ခြင်းရှိတဲ့ပွဲစဉ်တစ်ပွဲကိုသူတို့ဖျက်ဆီးရလိမ့်မယ်အကယ်၍သူတို့မဖျက်ဆီးခြင်းမှုဆိုလို့ရှိရင်တော့အဲ့ဒီနေ့ကပွဲစဉ်သူတို့ရဲ့ကစားပုံစံအတိုင်းဒီနေ့ပွဲစဉ်မှာဒါကျွန်တော်ကစားသွားဖို့ရလိုအပ်တယ်ဆိုတော့အကယ်၍အဲ့ဒီပုံစံတကွကိုဒါကျွန်တော်ပြန်လည်ပြီးတော့မြင်တွေ့ရမယ်ဆိုရင်တော့အာဆင်နယ်အသင်းတွေအနေနဲ့ကစားရခတ်သွားနိုင်ခြင်းရှိတဲ့အနေအထားတစ်ခုတော့ရှိတယ်ဒါပေမဲ့လက်ရှိအနေအထားတွေကြောင့်ပဲဒါအာဆင်နယ်အသင်းကဒါအကောင်းဆုံးဒါကျွန်တော်တို့သူတို့ရဲ့ဒါစ တဲ့ပိုင်းဆိုင်ရာအရာနောက်ကျွန်တော်ချေစွမ်းပိုင်းဆိုင်ရာအရာအားလုံးကျွန်တော်တို့ဒါအမြင့်ဆုံးရောက်ရှိနေတဲ့အနေအထားတစ်ခုမှာတော့ Crystal Palace အသင်းအနေနဲ့အနိုင်ရရှိဖို့ရတော့မလွယ်ဘူးဗျဆိုတော့ဒီအနေအထားရဲ့ကြောင့်ပဲဒါ Arsenal အသင်းကအနိုင်ရရှိတော့ဖို့ရရှိတယ်အကြွေဒါရလက်ပိုင်းအနေနဲ့ဆိုရင်တော့ဒါနှစ်သင်းစလုံးကတိုက်စစ်ကောင်းနေဆိုတော့ဒါကျွန်တော်အပြန်လဲသွင်းဖို့လေးများတွေးရမလားပေါ့နော်ကျွန်တော်ဒါလေးတစ်ချက်စဉ်းစားမိရဲ့ဆိုတော့နိုင်မယ်ဆိုရင်တော့ဒါကျွန်တော်2-1အကြွေဒါကျွန်တော်တို့ဒါ goal များများဆက်ဆက်မြင်ရမယ်ဆိုရင်တော့ဒါ3-1လောက်ထိဖြစ်သွားနိုင်ချေရှိတဲ့ပွဲစဉ်တစ်ပွဲလို့တော့ကျွန်တော်ပြောရမှာပါဗျ ဟုတ်ကဲ့ပါကိုအာဆနယ်အသင်းနဲ့ခရစ်စတိုပယ်လစ်အသင်းတို့ရှင်ပြန်ကစားကြမယ်ပရီးမီယာလိပွဲစဉ်၉အတွက်ပွဲချိန်တွေကိုလည်းချက်တော့ပြပြပေးပါအောင်ဗျာဟုတ်ကဲ့ပါကိုဒီပွဲစဉ်တော့ပရီးမီယာလိရဲ့ပွဲစဉ်၉စူပါဆန်ဒီရဲ့အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်အာဆနယ်အသင်းနဲ့ခရစ်စတိုပယ်လစ်တို့ကအခုလာမယ့်တနင်္ဂနွေနေ့ည၈နာရီကမှရှင်ပြန်ကစားကြမှာဖြစ်ပါတယ်ခင်ဗျာဒါကတော့အာဆနယ်အသင်းနဲ့ခရစ်စတိုပယ်လစ်အသင်းတို့ရှင်ပြန်ကစားကြမယ့်ပရီးမီယာလိပွဲစဉ်၉အတွက်ပွဲချိန်၃၀ချက်စီစဉ်မှာဖြစ်ပါတယ်နောက်ထပ်ပွဲစဉ်တွေနဲ့တူလည်းပြန်လာခဲ့ပါအောင်ဗျာ